ခမီးတော်တားတော်တန်ရှမ်းတော်ဝိညာဉ်တော်ဤဓမ္မတော်မြတ်၌အာမင်ဖျားသခင်သည်သင်တို့နှင့်ရှိပါစေကိုရောဤဝိညာဉ်နှင့်လည်းရှိပါစေတန်ယောဟန်ရေးထားသော ကျမ်းလုပ်စကားသည်အိုဖျားသခင်ကိုရောရှင်အောင်ဘုံတော်ကုံတော်ရှိပါစေတန်ယောဟန်ခန်းကြီး73ခန်းငယ်16မှ20တိုင်တန်တို့အား ငါယေခံမဲဆိုသည်ကစေခံသည်မိမိသခင်ထက် ကြီးမြတ်သည်မဟုတ်ဆေလွတ်ကြံခံရသူသည်လည်းဆေလွတ်တော်သူထက် ကြီးမြတ်သည်မဟုတ်တင်တို့သည်ဤเจ้าရများကိုသိရှိ၍ဒိုင်းနာဆောင်ရွက်ကြပါညံမင်လာရှိကြပြီငါသည်တင်တို့အားလုံးကို ပြောဆိုနေခြင်းမဟုတ်ငါရွေးချယ်ထားသော သူတို့ကိုငါသိဤသို့ဖြစ်ရခြင်းမှာငါနှင့်အတူပေါင်းမုံကို စားတော်သူသည် ငါ့ကိုခြေချင်းကန်ကြောက်နေပြီဟူသောကျဉ်ချက်ပြေဆုံးမိကြောင်းဒီထိုเจ้าရမပြက်ပြက်မီငါသည်ယခုတင်တို့အားထိုရာကိုပြောထားလေပြီသို့မှသာ ထိုเจ้าရပြက်ပြက်လာသောအခါငါသည် ထိုသူဖြစ်သည်ကိုတင်တို့ယုံကြည်ကြလေပြီတင်တို့အားငါဧကံအမှန်ဆိုသည်ကငါဆက်လက်တော်သူမြည်သူကိုမဆိုလက်ခံတော်သူသည်ငါ့ကိုလက်ခံ၏ ငါ့ကိုလက်ခံတော်သူသည်ငါ့ကိုဆက်လက်တော်မူတော်သူကိုလက်ခံ၏ဟုမိန်တော်မူ၏ဤဒီကခရစ်တုသခင်၏မြတ်သောအေဝံဂေလိတရားတော်ပေသည်။အိုခရစ်တုသခင်ကိုရောရှန်အားချီးမွမ်းတော်ကနာရှိပါစေ။ May the words of the gospel wipe away our sins ။သေခြင်းကို ဘုံတော်ကောင်းတော်နဲ့အောင်းညင်ရှင်မြန်တဲ့ယေရှုသခင်ရဲ့ပါစကာကောင်းကြီးတော်တန်းတုံရန်ကြုံနဲ့ပါစကာကာလဇောက်တာဘက်ဘုဒ္ဓဟူညခြင်းဖြစ်ပါစီလို့ဖာသာဆုတောင်းမြတ်တာပို့တာယနေ့နှစ်ပတ်ကပါစကာကာလဇောက်တာဘက်ဂျာတာရင်းနေဖန်ကြားထောက်ရှုရမယ်ဧဝံဂေလိကျမ်းစာတော်မြတ်ဖြစ်တဲ့တန်ယောဟန်ခန်းကြီး73ခန်းငယ်16ကနေ20အထိဖာသာရု့ ဖတ်ကြားခဲ့ခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ Father ပြောခဲ့သလိုပဲယေရှုသခင်က "तू နဲ့ခမည်းတော်ဖျားဘလို့တွေပေါင်းဆက်နေရဆိုတဲ့အကြောင်းဘလို့တွေစီလုံးနေဆိုတဲ့အကြောင်းဆက်လက်ပြီးတော့မှမိန့်ကြားရရှိတယ်။ထို့သူပဲယေရှုသခင်နဲ့ तू ဆေလွတ်တဲ့ तू လည်းပဲဘလို့တွေပတ်သက်ဆက်နွယ်မှုရှိတယ်လေဘလို့တွေ ေါင်းစည်းထားတယ်လေဆိုတဲ့အကြောင်းကိုတွတ်တွယေရှုသခင်မှန်ကြားတယ်။ဘာကြောင့်လဲ။မကြာခင်မှာခမီးတော်ဖျားချိန်ချက်တဲ့သူ့ရဲ့ချိန်ကာလကုံဆုံးတော်မယ်။ဒါကြောင့်မလို့တော့တပည့်တော်ကြီးတွေဟာယေရှုသခင်မရှိတော့တဲ့နောက်ပိုင်းမှာသူတို့ဟာတော့ဒီအမိမဲ့တန်းလူပဲလာတော့ဒီတဲတော်ပြန်မှာစံပြစ်ခံတာကတဲ့ နဘွားမျိုးကိုရောက်သွားမလီမလားလို့သူတို့စိတ်ထဲမှာတွေးနေကြတယ်ဒါပေမဲ့အဒီမတွေးရင်တော့မှအ ਨੇ စုံယေရှုသခင်အခုလောလောဆယ်တော့သူတို့တွေးတယ်ဆိုပေမဲ့အလောက်ကြီးသူတို့မှအဲ့ဒီခံစားချက်ကမကြီးမားသေးဘူးဘာကြောင့်လဲယေရှုသခင်သူတို့နဲ့ရှိနေတယ်ဒါပေမဲ့တနေ့တစ်ချိန်ယေရှုသခင်သူတို့နဲ့မရှိတော့ရင်ဆိုတဲ့အဲ့ဒီအတွေ့အကြုံတွေကတော့သူတို့မှရှိနေကြတယ်ဒါမှမဟုတ် အဲ့လိုမျိုးเนาะမိဘမဲ့လို့အစံပြစ်ခံရတယ်ဆိုတဲ့အတွေးမျိုးအဲ့ဒီခံစားချက်မျိုးအဲ့ဒီဒဏ်ရာမျိုးမရလေအောင်ယေရှုသခင်ကအမြဲတမ်းသူတို့ကိုအားပေးနေတယ်เนาะငါကလောကမှာဒီလိုလူတကာရဲ့เนาะတိုက်ခိုက်မှုတွေထိုးနှက်မှုတွေကဲ့ရဲ့မှုတွေပြစ်တင်ဝေဖန်မှုတွေเนาะဒီအမြဲတမ်းချောင်းမြောင်းပြီးတော့မှ ပြောဆိုဝေဖန်ခံရတာတွေဟာ ငါဘသူရဲ့ဘသူနဲ့မှဟာလာနော်အခုညီမရဘဲနဲ့ဒီတိုင်နေနေတာမဟုတ်ဘူးခမီးတော်ဗျာငါနဲ့အတူရှိတယ်ဆိုတာကိုယေရှုသခင်ကသူ့ရဲ့တွေးတော်ကြီးတွေကိုသိစေခြင်းနဲ့အဲ့လိုပဲမင်းတို့လည်းပဲဘလို့ဒုက္ခပဲကြောင်ရဘလို့ညမနှိမ့်ဆက်မှုပဲကြောင်ဟကြောင်ရနော်ဘလို့ပဲတိုက်ခိုက်ခံရခံရဘလို့ပဲဖန်စည်းခံရခံရမပူနဲ့ငါမင်းတို့နဲ့အတူရှိတယ်မင်းတို့ကကိုငါဆေလွတ်တာဟော ်မဟုတ်ဘူးဆက်လွတ်တဲ့ခမီးတော်နဲ့ငါအမြဲတမ်းပဲပေါင်းစည်းနေတယ်လို့မင်းတို့ကိုဆက်လွတ်တဲ့ငါလည်းလည်းမင်းတို့အမြဲတမ်းပေါင်းစည်းနေတယ်ငါလည်းမင်းတို့နဲ့အမြဲတမ်းရှိတယ်ဆိုတဲ့အကြောင်းယေရှုသခင်ကအားပေးခြင်းဖြစ်တယ်။နောက်တခါပြန်ပြီးတော့မှဒီယူဒိုက်စ်ကာရုကဘာကြောင့်မို့ယေရှုသခင်ကိုရောင်းစားတလေသူ့အနေနဲ့တော့ဒီပြည့်နှံဖောင်ဖြတ်ပြီးတော့မှဒီနောက်ရိုးတိုက်ပွဲကို တိုက်ခဲ့တယ်လို့ပဲတပည့်တော်ယူတွေအားလုံးကလည်းပဲဖုံချက်ပြီးတော့မှယေရှုသခင်နောက်ကိုလိုက်တယ်လို့ဆိုရမလို့။နောက်သူတို့မှယေရှုသခင်ကိုဟောပြောကောင်းတဲ့သူယေရှုသခင်ကိုကိုကျင့်သီလကောင်းတဲ့သူယေရှုသခင်တို့လူတွေရဲ့အယုံကြည်ဖို့တလောက်ရတဲ့သူရဲ့နောက်ကိုလိုက်ပြီးဆိုရဲွာတော့ဖြင့်ဒါသေးထားတဲ့တနေ့တော့ဖြင့်နော်သူတို့အတွက်ကောင်းကျိုးချမ်းသာ ုံရမယ်လို့သူတို့ကအဲ့လိုတွေးနေကြတယ်ဒါပေမဲ့ယေရှုသခင်ရဲ့เนาะဒီမိန်ကြားချက်တွေဟာသူတို့ရဲ့ညှော်လင့်ချက်တွေကိုရိုက်ချိုးနေသလိုလိုသူတို့ရဲ့အထင်အမြင်ကြီးမှုတွေကိုเนาะဒီတဲ့တဲ့ရေတွန်းအဲ့ပုံစံမျိုးဖြစ်သွားအောင်ယေရှုသခင်ပြောနေတာကြောင့်မဟုတ်ဂျူဒက်စကာရုကမလုပ်တာလဲเนาะဒီအခြေအနေမလောက်ခင်မှာဘသူ့ကိုပဲခြာနေပြီးတော့မှာ တော့ဒီအကျိုးအမြတ်ရရှာရရှာရရှာဖို့ဝင်မလေးဘူးဒါကြောင့်မို့ယေရှုသခင်နဲ့အတူ33ဘုံသူနေလာခဲ့တယ်နော်ဆိုတော့အခုယေရှုသခင်ပြောပုံကတော့ तू ဟာအောင်နိုင်သူဖြစ်နေဒီလောကကြီးကနေထွက်သွားမဲ့ပုံမပေါ်ဘူးနော်လားအရှုံးသမားဘဝနဲ့ပဲထွက်သွားမဲ့ပုံပေါ့ပေါ့တယ်ဒါကြောင့်မို့နော်ရှောင်းတာချင်းအတူတူသူ့ကိုရောင်းစားလိုက်ရင်တော့မြတ်နော်ဒီပတ်ဆက်ရအောင်မယ်ဆိုတော့ နော်ဒီဒီလဘိန်းတို့အတွေးနဲ့ယူဒာစ်ကာရုတ်ကယေရှုသခင်ကိုရောင်းစားလိုက်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ယေရှုသခင်ကိုခမီးတော်ဖျားစီကနေလာတဲ့သူခမီးတော်ဖျားရဲ့ဆေလွတ်ခြင်းကိုခံရတယ်သူဖြစ်တယ်ဆိုတာကိုယူဒာစ်ကာရုတ်လုံးဝလက်မခံနိုင်ဘူး။လုံးဝမယုံကြည်ဘူး။နော်လုံးဝမယုံကြည်ဘူး။ဒါကြောင့်မို့လည်းပဲနော်ဒီအစုံပိုင်းမှာဖာသာတို့တွေ့ရတယ် ။နော်တင်တို့အားငါအေကဲမဲဆိုဒီကငါဆလစ်တော်သူမြည်သူမဆိုလက်ခံတော်သူဒီငါ့ကို လက်ခံဤငါ့ကိုလက်ခံတော်သူဒီငါ့ကိုဆလစ်တော်သူကိုလက်ခံဤလို့ဆိုတာအဲ့ဒီအဓိပ္ပာယ်တက်ရောက်ပါတယ်။ငါဘာကြောင့်လဲယူဒိုက်စကာရောကယေရှုသခင်ကခမီးတော်ပြားစရာနေလာတဲ့ကယ်ရင်ရှင်မဟုတ်ဘူးသူဘလူပဲပြောနေပြောနေသူဟာခမီးတော်ပြားစရာလာတဲ့ကယ်ရင်ရှင်မဟုတ်ဘူးလို့သူကအဲ့လိုသူတွေးနေတာနားလို့တွေးတာအဲ့လိုခံထားတာဒါကြောင့်မို့ သူ့ရဲ့ဘဝကပျက်စီးပြီသူ့ရဲ့ဘဝကဘာမျောလက်ချက်မှမရှိတော့ဘူးဒါကြောင့်မလို့เนาะဒီပုံကုတ်ကိုအ ਨੇ ဆုံးတော့နည်းနည်းပါးပါးတော့ရအောင်တော့เนาะရောင်းစားမှာပဲသူများတွေလည်းအလိုရှိနေတဲ့အချိန်မှာငါလည်းသူ့ကိုထိုးကြွေးမှာပဲဆိုပြီးတော့မှအတပြာ30နဲ့ရောင်းစားခဲ့တယ်အဲ့ဒါကခုနပြောသလိုပဲယေရှုသခင်ကခမီးတော်ဖျားရဲ့စိတ်လွတ်ခြင်းခံရတဲ့သူမဟုတ်ဘူးဆိုတဲ့အဲ့ဒီအတွေ့ယေရှုသခင် မီးတော်ကြားစစ်လွတ်တဲ့သူဖြစ်တယ်လို့လက်ခံဖို့အတွက်လုံးဝသူ့မှာအသက်အနေထားမျိုးမရှိဘူးကြိုးလဲမကြိုးစားဘူးဒါကြောင့်မို့မထူးသက်ခဲမီးတော်မှရောင်းစားလိုက်တာပဲပိုကောင်းမယ်ဆိုပြီးတော့ရောင်းစားလိုက်လို့ရှိရင်ပတ်စံ30တောင်မှရအောင်ပဲတို့ထက်ပြီးတော့မှယေရှုသခင်ကိုရောင်းစားခဲ့ခြင်းဖြစ်ပါတယ်နော်လားဆိုတော့သူဟာယေရှုသခင်နဲ့ရုပ်ပိုင်းဆိုင်ရာတော့33ခုအတူညီခဲ့တယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာတရားပိုင်းဆိုင်ရာလုံးဝအစိမကက်ခဲ့ဘူး လမိုင်းမကက်ခဲ့တဲ့တပည့်တော်ကြီးတပါဖြတ်ခဲ့တယ်။ဒါကြောင့်မို့လဲပဲနော်ကိုယ်ဆရာတမောင်းကိုရဲ့လာတော့ဒီဖြတ်ပြက်လာမယ့်အခြေအနေကိုအရင်စောင့်ကြည့်ပြီးတော့မှဟုတ်တယ်လားမဟုတ်ဘူးလားသူထင်တယ်လို့ပဲဒါယေရှုသခင်ပြောတယ်လို့ပဲလားဆိုတော့စောင့်ကြည့်ဖို့သူကအချိန်မပေးဘဲနဲ့အလော30စီစဉ်ပြီးတော့မှနော်ဒီအတပြာ30ကိုရောက်အောင်ယူခဲ့တယ်ဆိုတော့နော် ဂျူဒိုက်စ်ကတော့ကယေရှုသခင်ကိုခမီးတော်ဖျားဆေလွတ်တဲ့သူဖြစ်တယ်လို့သူမယုံကြည်သလို तू आ လည်းပဲယေရှုသခင်ရဲ့နော်တပည့်ဆိုတာကနာမည်တစ်ခုလည်းပဲလက်တွေ့မှာစိတ်နဲ့သဘောထားမှာအကျင့်ကြံမှာတီလမှာဘာတစ်ခုမှမတူဘူးအနာဘာတစ်ခုမှမတူဘူးဆိုတော့အဲ့လားနော်ဆိုတော့နော် father တို့တည်ကြရမှာပါလေဆိုရင် father တို့ကရောယေရှုသခင်ရဲ့နော်လား တပည့်တွေလို့ဆိုပြီးတော့မှနောက်လိုက်တွေဆိုပြီးတော့မှတကယ်ပဲ Father ကယေရှုသခင်ကိုဘလို့ပဲဘလို့ချင်းဒီမှာပဲရောက်ရောက်သူများတွေထူထောင်ရိုက်နေပြီးတော့မှသွေးသံရဲရဲကြီးဖြစ်နေတာတော့မှเนาะပထမစိုက်ရင်းမျိုးကစေမောသူ့ကိုယေရှုသခင်ရဲ့နှဝါကတိုင်တော်ကိုကူထမ်းခိုင်းတယ်သူမထမ်းရင်ဘူးဒါပေမဲ့နောက်ပိုင်းမှာလောကကတိုင်ကိုကိုကိုတိုင်ထမ်းကြည့်လိုက်တဲ့အခါကျမှအလနာမနေမနောလေးတာပဲဆိုတော့ သူသိသွားတော့ဘာဖြစ်တာလဲယေရှုသခင်ရဲ့ခန္ဓာကိုတစ်ခုလုံးမှရစရာမရှိဘူးเนาะချုပ်တွေ့သွားတဲ့သွေးချောင်းနေနဲ့เนาะလာဒီစားပွင့်ကြီးထနေတဲ့ချွေးတွေရောပြီးတော့မှเนาะဒီပုံရက်ပန်းချက်ဖြစ်နေတာတလောက်အရိုက်နဲ့ခံနားတဲ့လူတယောက်ကတလောက်လေးလံနဲ့လောကကတိုင်ကိုဘယ်လိုလုပ်လို့မှထမ်းနိုင်မှာတော့လို့ဆိုင်ရင်ညူကစီမွန်ကစာနာစိတ်ပေါ်ပြီးတော့မှ အစပိုင်းမှာအာမကူပတန်းနိုင်မအောင်လို့သူငြင်းပေမဲ့နောက်ပိုင်းကျတော့မငြင်းဘူးဆိုတဲ့အကြောင်းသိရတယ်။ကိုယ်တိုင်ထန်းကြည့်မှ ကိုယ်တိုင်ကြုံမှကိုယ်တိုင်နာမှနော်ကိုယ်တိုင်ခံရမှပို့ပြီးတော့မှသိတယ်။ဒါကြောင့်မလို့စိုက်ရင်းမျိုးကစီမွန်ကယေရှုသခင်ရဲ့လောကတိုင်ကို မထမ်းမှုလို့ညင်ခဲ့ပေမဲ့နောက်ပိုင်းတော့ဖြင့်ဝမ်းသာအားရနဲ့ထမ်းနေဆိုတာအဲ့ဒါပဲကြည့်လိုက်ပါနော်လားအဲ့ဒါပဲကြည့်လိုက်ပါတော့ဆိုတော့ เนาะ Father တို့အားလုံးကလည်းပဲเนาะယေຊုသခင်ရဲ့တိုးတွေယေຊုယေຊုသခင်နောက်လိုက်ချက်ပါတယ်ဆိုတော့ယေຊုသခင်ကိုနောက်လိုက်တာဘာအတွက်လဲဒါကိုကောင်းကျိုးချမ်းသာခံစားရဖို့တလားကိုယ့်ကိုလူတွေနော်လားဒီအယုံကြည်ရှိဖို့လားအားကိုးဖို့လားဒါမှမဟုတ်လည်းပဲယေຊုသခင်ရဲ့လမ်းတော်ကိုတကယ်ရှောက်ကုန်လားဒါပေမဲ့တော်တော်များများ Father အပါဝင် ယေရှုသခင်ရဲ့နောက်လိုက်လို့အမိခံနာပြီမဲ့လက်တွေ့ကြကြတော့ဒီနောက်လိုက်တဲ့အခါမှာနော်ဆယ်ရာခိုင်နှုန်းတော်မှာလိုက်နိုင်ဘူးဒါဖာသကိုတိုင်းကိုကိုကိုဝန်ခံတာနော်ကိုကိုကိုဝန်ခံတာပြီးတော့မှတခါလေကြောက်လို့ရှိရင်နော်အတချို့ကပြောတယ်အာကိုတော့ဟလာတော့ကိုတော့ကြည့်ပြီလားကိုတော့ဒီအရန်ကောင်းတာပဲလို့ပြောတယ်အဲ့လိုအရန်ကောင်းတာပဲလို့ပြောတိုင်းပြောတိုင်းဖာသကိုကိုကိုရှက်မိတယ် ။ဘာကြောင့်လဲဆိုရင်တကယ်တမ်းเนาะ our father d ဆူတောင်းနေဆိုတာကနော်ဆူတောင်းနေဆိုတာဒါတကယ်တော့ father root father ပြောခဲ့ပြီးပြီတရက်ကို၅ချိန်ဆူတောင်းရတဲ့အဲ့ဒီဆူတောင်းချက်တွေပဲရှိသေးတယ်လို့နော် father ရန်ဆူတောင်းနေလို့ပြောတာကနော် father လို့ဘုရားသူဘုန်းကြီးတွေကနော်တချို့ကဆူတောင်းနေဆူတောင်းမယ်ဒါပေမဲ့ line ပေါ်မှာမတန်ဘူး father ကြောင့် line ပေါ်မှာတန်နေတာနော် ဘိုင်မို့တန်ရတဲ့ကိစ္စလည်းဖာတပြောခဲ့ပြီးပါပြီကြွားချင်လို့တော့မဟုတ်ဘူးထင်ပေါ်ချင်လို့တော့မဟုတ်ဘူးနောက်ကဲထားလိုက်နောက်ဒီကြုံမှုတဲ့ဘုံကြီးသိမှုတဲ့ခံမှုတဲ့ဘုံကြီးတွေကအဲ့လိုစုမတောင်းလို့နော်ဖာသာကအဲ့လိုစုတောင်းတာဟာအရန်စုတောင်းတယ်လို့လာပြောတဲ့ခါမှာနော်ဖာသာဖာသာဒဲအဲ့လိုလာပြောဖာသာရှင်းရတယ်ဖာသာတို့မှာတည့်ရက်ကိုနော်ဒီတတ်မှတ်ချက်ရတည့်ရက်ကို၅ချိန်စုတောင်းရတယ်လို့ဒါကြောင့်မဖာသာ နော်ငားစိတ်အပြစ်စူတောင်းနိုင်တဲ့နေ့တွေအရင်နေတယ်နော်လက်ဟန်သွားတာတွေပုံများတယ်ဒါရှင်းရမယ်ရှင်းရမယ်ဝန်ခံတာဒါမို့ဆိုလိုချင်တာကနော်အဲ့လိုအသက်ရှင်နေတာတော့ကုတ်ကုတ်ကွာနော်ယေရှုသခင်ရဲ့နောက်လိုက်ပါလို့ပြောနေရတယ်တကယ်တော့ပြောဖို့မတန်ဘူးဘာကြောင့်လဲကိုဟာယေရှုသခင်လို့မကြင်ကြံနိုင်ဘူးဒါပေမဲ့လည်းပဲနော် သူ့လိုစဉ္ညာနိုင်မှသူ့ရဲ့နောက်လိုက်လို့တက်မှတ်မယ်ဆိုဘယ်သူမှတော့ပြန်ရှိတော့မဟုတ်ဘူးဒါပေမဲ့ဘလောက်ထိစူးစမ်းပြီးတော့မှနော်ယေရှုသခင်ရဲ့လမ်းစဉ်ယေရှုသခင်ရဲ့တရားယေရှုသခင်ရဲ့နော်ဒီအသက်တာကို Father ပုံတူယူနေတယ်လဲဆိုတာအဲ့ဒါပို့ပြီးတော့မှအရေးကြီးပါတယ်နော်ဒါကြောင့်မို့ Father အနေနဲ့ယေရှုသခင်ကတကယ်ပဲခမည်းတော်ဗျာဆယ်လွတ်တဲ့မက်ဆီယာကယ်ရှင် ဟုတ်တယ်လို့ကိုယုံကြလား ဒါဆိုရင်ယေရှုသခင် Father ကိုထပ်ပြီးတော့မှဆေလွတ်တယ်။ဆေလွတ်ပြီးတော့မှကိုကဆေလွတ်တဲ့အမှုတော်တွေထမ်းဆောင်တဲ့အခါမှာ Father အနေနဲ့အလာနာ Father အနေနဲ့ယေရှုသခင်ရဲ့တရားတော်ပို့ပြီးတော့မှအသက်ဝင်လာဖို့လားကိုကြော်ကြားဖို့လားအလူရဖို့လားဒါစဉ်းစားဖို့လိုအပ်တယ်နော်လားဒါစဉ်းစားဖို့လိုအပ်တယ်။နော်ဘာကြောင့်လဲဆိုရင် Judas ကတော့ဟာယေရှုသခင်ရဲ့နောက်လိုက်ဖြစ်လာဖို့ပါ တကယ်တော့သူဟာနေရာတနေရာနော်ဒီဝင်းဝေးကောင်းမဲ့ယာတုယခင်ညက်နဲ့နေရာတနေရာရဖို့ကြီးရွယ်ပြီးတော့မှဝင်လာခဲ့တာဒါပေမဲ့ယေရှုသခင်ရဲ့ယေရှုသခင်ကခမီးတော်ပြားစီရနေစစ်လက်ကြံခံရတဲ့သူဖြစ်တယ်ဆိုတာကိုသူမယုံကြည်ခဲ့ဘူးဒါပေမဲ့နောက်ဆုံးတော့ဖြင့်ဘာဖြစ်တာလဲသူဟာအဲဒီသူ့ရဲ့တန်နရာစိတ်ကိုလက်မခံနိုင်တဲ့စိတ်ကိုညှိုသိမ့်ပထားနိုင်တော့နောက်ဆုံးပေါ်လာခဲ့တယ် လားနော်ဆိုတော့ဖာတယ်တို့အနေနဲ့လည်းရေစသခင်ကိုလားခမီးတော်ပြားစီအောင်နေဆက်လက်ကြံခံရတယ်သူဖြစ်တယ်လို့တကယ်ယုံသလားဒါမှမဟုတ်လည်းပဲဂျူဒိုက်စ်ကလို့ရုတ်လုံးမယုံကြည်လို့ယေရှုသခင်ကို ဖာတယ်တို့ဟာရောင်စားလိမ့်မလားဒါဆန္ဒဖို့လိုအပ်တယ်တကယ်လို့ဖာတယ်တို့ကယေရှုသခင်နဲ့အတူပေါင်းစပ်နေမယ်ဆိုရင်ခမီးတော်ပြားနဲ့အတူပေါင်းစပ်နေတယ်ဆိုတာကို နောက်ထပ်ဖာတယ်တို့နေလုံးထုတ်နေစရာမလိုဘူးသိကြသွားပြီ ဒါပေမဲ့တခုတော့ရှိတယ်။နော်ယေရှုသခင်နဲ့နော်ပေါင်းစည်းနေပါတယ်လို့ဗဇက်ကပြောပြီးတော့မှလက်တွေ့ရတခြားစီဖြစ်နေတာကိုယ့်ကိုယ်ကိုလှည့်စားတာဖြစ်သွားမယ်။ဒါကြောင့်မလို့နော်ယေရှုသခင်တမိတော်ဖြားနဲ့ပေါင်းဆက်ထားတယ်လို့ပဲနော်ယေရှုသခင်က Father Father ရုပ်လည်းပဲယေရှုသခင်နဲ့အမြဲတမ်းနော်ဒီချိတ်ဆက်ထားခြင်းအပြင်ပေါင်းဆက်ထားခြင်းအပြင် Father ရုပ်နဲ့ယေရှုသခင် ယေရှုသခင်ရဲ့ခမည်းတော်ဆိုတဲ့အခါကျတော့ Father တို့ဟာပုပ်ကို၃ပါးလုံးကိုနော် Father တို့ပေါင်းစည်းထားပြီးသားဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်မလို့နော်လားကိုယ့်ကိုယ်ကိုမလဲစားဖို့ဖခင်နဲ့ပေါင်းကြံနေဟန်ဆောင်ပြီးတော့မှတကယ်တော့တခြားစီဝေးกว่าနေတဲ့ပုံစံမျိုးမဖြစ်ဖို့ကြိုးစားကြရအောင်။ဖခင်ဒီကံဒီတနုနဲ့ရှိပါစေ။ကိုယ်ရောဝိညာဉ်နဲ့လည်းရှိပါစေ။ အလုံးစုံကိုတက်နိုင်တော်မူသောခမီးတော်တားတော်တန်ရှမ်းတော်ဝိညာဉ်တော်ဖျားဤနာမတော်မျက်နှာကျွန်ုပ်လက်တန်ရညာ၎င်းဖျားဤတန်ရှမ်းတော်မေတော်မာရိယာမေတော်ကျော်စောသောခမောင်းတော်တန်စုစေတရားတမန်ပေါင်းသူတော်သူမြတ်ပေါင်းပရောဖက်ပေါင်းတရားတော်ကြောင့်တေခံတော်သူပေါင်းတိလာတဲ့ပေါင်းယဟန်နာပေါင်းတို့တောင်းလျှောက်ပြီးခြင်းမြတ်၎င်းတန်တို့၌နှဆွေးတကိုတတိရှိသမျှနှင့်ယောဂဘေးပြပေါင်းသူသည်ဖြင့် မတရားအကြံပေးပစ္စည်းစမိတ်စာတွေပြိနေရင်းစဲနေဆက်ချင်းကြောက်တက်ရှုသွေးခွဲရုံမှာပတ်စံမှုများမိဘိနေပြီးရေပြီးစစ်ပြီးတဘာဝပြီးလူရောက်မှာလူဖန်သည်ဖန်ပြီးတော့ဘေးရန်ကတိုင်းတို့မှာကျင်းဝေးကြရပါစေတော့အာမင်ဒီသူတည်းရဲ့လမ်းပေါ်ဝင်တော့အေးတော်ပေါ်မဟုတ်ချအေးကအញအမန်အောင်ဘူးအောင်အောင်အောင်လဲအောင်နေပြီလာကြတူတူရောက်ကြဆိုနောက်ဆုံးလှိုင်းအိမ်ပြန်လှိုင်း